မင်္ဂလာပါရှင်။မိုတောက်ချန်နယ်ကနေပြောပြန်လည်ကြိုဆိုလိုက်ပါရစေ။အော်တိုဘာလ28ရက်နေ့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးလိုက်ပါရစေ။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတောက်ချန်နယ်ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရခိုင်အကြံဖက်အီနဲ့ပူပေါင်းအဖွဲ့တွေဟာရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးအဆက်ရှိမကွေးတိုင်းငဖဲမြို့နယ် အမ်ဘတန်လန်ပေါ်ကနရီကန်ပြူဟာဂုံးတိုက်ပွဲမှာအသာစီးရရှိနေတဲ့ပုံစံမျိုးကိုရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတွေနဲ့နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေက အော်တိုဘာလအတွင်းမှာမကြာခဏဖော်ပြခဲ့ပါတယ်။အေယာဝတီသတင်းဌာနအပအဝင်နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာအများစုကနရီကန်ပြူဟာဂုံးတိုက်ပွဲမှာအေအေနဲ့ပူပေါင်းအဖွဲ့တွေအောင်မြင်မှုတွေရရှိနေတဲ့ပုံစံမျိုးရေးသားဖော်ပြခဲ့ပေမဲ့လက်တွေ့မြေပြင်တိုက်ပွဲတွေမှာတော့ အေအေနဲ့ပူပေါင်းအခွဲတွေအထင်းနာလေးရဲ့ရှိနေတယ်လို့သိရပါတယ်။ကိုမင်းခန့်အမည်ရှိရဲ့ Facebook account တစ်ခုကအေအေအကြမ်းဖက်အုပ်စုစီကစရင်တစ်ခုအပြင်ကိုပောက်ကြားလာတာတွေ့ရတယ်။ဒီတစ်ခါနဲ့ဆို၃ချိန်မြောက်လား၄ချိန်မြောက်လားရှိပြီ။ page 3ခုမှာတစ်ခုပဲယူလိုက်ရတယ်လို့ဆိုတယ်လို့အော်တိုဘာ22ရက်နေ့တရက်စာပဒန်းနိုင်ရီကန်စစ်မျက်နှာဘက်ကထိတ်ခိုက်တေဆုံးတရာစင်းကိုတက်ကရယူလိုက်နိုင်ပြီး အေအေအဖွဲ့ဝင်တွေရဲ့သိဆုံးနေ တရားရ58ရောက်ရှိရလို့ဆိုပါတယ်။ဒါကိုကြည့်ရင်တရက်တရက်အေအေအကျန်းဖက်အဖွဲ့ဝင်တွေဘလောက်တောင်အမဲချွေခံနေရလဲဆိုတာသိနိုင်ပါတယ်။မကွေးဘက်ကျွန်ဝင်တွေရဲ့စိတ်မျက်နှာတစ်ခုတည်းမှာတဲ့ထောင်ကနန်းကတော့ပြေးမလွတ်အောင်တည်ကြည်သွားပြီဆိုတာသိကြတယ်။အေအေဆိုဘလောက်ပါဝါရင်ဂျာဆန်ကြောင်းဘလို့ကြံကြောင်းစသဖြင့်မြောက်ပင့်ဝါဒဖြန့်နေကြပေမဲ့အမှန်တကယ်မှာအေအေတွေလဲအတော့ကိုအထိနာထားတာပဲ။ အရှင်တန်တွဲတိုက်ပွဲတွေတုန်းကဆိုအေအေ3000ကျော်လောက်ထိအင်အားပြုံတီးသွားခဲ့တယ်လို့တက်ကလည်းကြဆုံတင်ရရ1000ကျော်လောက်ရှိခဲ့ပါတယ်။အဓိကရေတက်ပင်မရှင်ကုန်နဲ့ဆယ်ယူရေတက်ရပါငါနဲ့တန်တွဲလေစိတ်တို့ဘက်မှနှစ်ဖက်လုံးထိခိုက်မှုတွေများခဲ့တယ်လို့ရှင်းသားဖော်ပြခဲ့ပါတယ်။ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အေအာနိုင်ရကန်ဖြူအာကုန်ကိုထိန်ချုပ်ခွင့်ရဖို့ပြီးခဲ့တဲ့နှစ်တည်းကအင်အားသုံးပြီးအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပေမဲ့တမ်းမတော်စစ်ကြောင်းတွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် အထူးကအကြဆုံးများခဲ့ပြီးလက်ရှိချိန်ထိအလုံးစုံသိမ်းပိုင်းနိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့ရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတွေနဲ့နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေမှာတော့နရေကန်ပြူဟာကောင်ကိုရခိုင်အကြမ်းဖက်အေအေသိမ်းပိုက်နိုင်ခဲ့တယ်လို့အကြိမ်ခါပေါင်းများစွာရှေးသားဖော်ပြပြီးရိုးသားတဲ့ပြည်သူတွေကိုထိရောက်ထင်မှားဖြစ်အောင်လိန်လေဖို့ကြိုးပမ်းခဲ့ပါတယ်။မင်းတောင်တရအမေရှိရဲ့ Telegram အကောင့်တစ်ခုကလည်းနရေကန်စခန်းကိုအေအေကသိမ်းပိုက်နိုင်ပြီလို့တင်နေရ အကျဉ်းတသိန်းကျော်လောက်ရှိပါပြီ။မြေပြင်မှာတော့နရီကန်လာတိုက်တိုင်းအေအေနဲ့ဒေတာကန် PDF တွေကအလောင်းတွေခြံပေးထွက်ပြေးသွားခဲ့တာအကျဉ်းချိန်ပါပဲ။အခုတော့မီးစာကုံရှေကန်ဖြစ်လာနေတဲ့အေအေဟာတိတ်အတံမထွက်နိုင်တော့ဘူး။သဘောကတော့နရီကန်မှာစစ်ဦးကျိုးသွားပြီဆိုတာတွေ့ရတယ်။နရီကန်ကိုဒုတိယတောင်ခမ်းဆိုပြီးတင်စားလိရှိကြတယ်။တောင်ခမ်းမှာပလောင်ကစစ်ဦးစာကျိုးရဲတက်ကအတံပြန်ထိုးစစ်ပြန်စားတော့ တမျိုးပြီးတမျိုးအလဲရကိုတင်ပိုက်နိုင်ခဲ့တယ်။အခုဆိုရင်တောင်ခန်းကနေစခဲ့တဲ့တံပြန်ထိုးစစ်ဟာနောက်ထိုးကြောက်မဲတီဘောကိုကျော်လို့နံမတူနန်းဆန်မန်တုံထိတင်ပိုက်နိုင်ဖို့ခြေတန်းနေကြပြီးဖြတ်ပါတယ်။နရေကန်လည်းဒီတိုင်းမှာပဲနရေကန်ကနေအန်အမသည်ရခိုင်တပြည်နယ်လုံးစီပြည်တော်စု အချုပ်ချာအာဏာတက်ရောက်ဖို့မကြမီမြင်တွေ့ကြရတော့မှာပဲဖြစ်တယ်လို့ရှင်းသားဖော်ပြခဲ့ပါတယ်။ စီရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရှင်းသားနေတဲ့စာရေးဆရာတူဖြစ်တဲ့မင်းထက်ကျော်စောကလည်းနိုင်ထောင်ကျောက်ခန်းစစ်အမည်ရှိရဲ့ post ကိုအော်တိုဝါ28ရက်နေ့က၎င်းရဲ့ Telegram မှာရှင်းသားပြီးနိုင်ရေးကန်တိုက်ပွဲရဲ့လက်ရှိခြေနေတွေကိုဖော်ပြခဲ့ပါတယ်။စာရေးဆရာမင်းထက်ကျော်စောကအရှိမြောက်မှာတောင်ခဲအရှိတောင်မှာဟောလီနောက်ပိုင်းမှာဗမောစတဲ့နေရာတွေဟာရန်သူရဲ့တစ်တုံညာနှစ်ကွန်စစ်စင်ရေးစစ်ရှင်ကိုရိုက်ချိုးနိုင်ခဲ့တဲ့နေရာတွေ ပို့ပြီးအအားသိမ့်ဖို့ကောင်းတာကအနီနေရာတွေကတရက်နှစ်ရက်ခုခံခဲ့တဲ့နေရာတွေမဟုတ်ပဲလာနေကြီးခံကြခဲ့ရတာဆိုတော့ရန်သူအနေနဲ့လည်းအလွယ်တကူလက်လျှော့ခဲ့တာလည်းမဟုတ်သလိုတမ်ဘရောအနေနဲ့လည်းအလွယ်တကူနဲ့ခုခံခဲ့ရတာလည်းမဟုတ်ဘူးနှစ်ဖက်စလုံးအထီးကအကြဆုံးများစွာနဲ့နှစ်ဖက်ဇွဲသက်တီစိတ်သက်တိုက်ရိုက်ခရီးတားတဲ့သူကကြံ့ရိတ်ခရရဲပွဲနှင်း80နေပါရက်တီလာခဲ့တမ်ဘရောမှာတမိုင်းဝင်တိုက်ပွဲတွေအများကြီးရှိရဲ့ ခုခေတ်သစ်အနေနဲ့ကတော့ဟောလီပမော်တောင်ခန်းတို့ကကပြေးအစ်စ်တွေလို့ပြောရမယ်။အဲ့တမိုင်းသစ်တွေရှေ့ဆင့်နောက်ဆင့်လိုက်လာတာကအနောက်ပိုင်းတိုင်းကနေရီကန်တစ်တောင်ညာနစ်ကိုစစ်စင်ရင်နောက်ပိုင်းပြပအာကိုနဲ့ခေါင်းထောင်လာတဲ့တောင်ကျန်းသူတွေဟာစစ်မီးပတ်လဲဝါနေတဲ့တက်ကိုအဖွဲပေါင်း16000နဲ့တိုက်တယ်။ဒီတဲ့အေးအေးနဲ့အပါဝင်တမ်းမတော်အနေနဲ့ drone attack ရဲ့ shot အင်အားမများတောင်းမှုတွေနဲ့တချို့နေရာတွေမှာ ခိတဆုတ်ခွာခဲ့ရတယ်ဆိုပါတော့အရင်တည်းကလူမျိုးဆွဲကြည့်ပြီးအတိတ်သမိုင်းဆိုလက်ဆင့်ကန်းခံခဲ့ရတဲ့လူငယ်တချို့ဟာအေးအေးအတွက်သားကောင်ဖြစ်ပြီးရခိုင်တပုံထမှုဟာအထိုက်အလျောက်အောင်မြင်ခဲ့တယ်ပဲပြောရမှာပေါ့စစ်တွေကြောက်ဖြူမတ်အောင်စားရီသုံးနေရကလွဲလို့အေးအေးအနေနဲ့ရခိုင်ပြည်နယ်တဲ့အတော်မများကိုလက်ပြောင်းလက်လွဲရယူနိုင်ခဲ့တယ်။ဒါပေမဲ့သူတို့အနေနဲ့အပြေအဝထိန်းချုပ်နိုင်မှု မရှိရကတကြောင်အနေချင်းနိုင်ငံတွေရဲ့ ဘူဖာသီအိုရီကိုအတွေ့ယူတာတကြောင်နဲ့စစ်ပောင်းတွေကိုထက်ချက်တယ်။ထွန်းမျက်နှာအနေနဲ့ဂျန်တဲ့အုံမျိုးကိုတင်ဖို့လုံးမမဟုတ်ဘူးဆိုတာဟောအရှင်ကလေးကအစာရေးသူတင်ပြခဲ့ပြီးသားပါ။ကိုလေသူတို့အနေနဲ့ဘေးဘက်ညာကိုစစ်နေချက်ပြီးတက်ကိုအာယုံနောက်ဖို့လှုပ်တာ အတွေ့ထဲမှာတော့ဒီလိုတွေးရင်တွေးမှာပေါ့။ PDF နဲ့တက်ကိုအဆက်မှရန်တိုက်ခဲ့မယ်။ပြီးရင် PDF ကိုထားခဲ့မယ်။ဒါယထာဘူတကြကြမှန်နေဆိုပေမဲ့ PDF က AA မပါရင်တိုက်မဲ့သဘောမရှိတော့အတိုင်ပဲပြန်ရောအဲ့မှာ AA ကနေရာတကာဝင်ပါနေရတာဒေးကြတဲ့ဟိုးမပါခါလေ AA ကစစ်ကိုလိုက်တိုက်ပေးရတယ်ရာမခကိုလည်းလိုက်ရတယ်သူကပါလီယာငပိကြကြီးလိုဖြစ်နေတာ RSO ကအဲ့အချင်းမောင်တော်မှာတက်စကန်ထားတော့ပို့ဆိုးပေါ့အဲ့မှာ AA အနေနဲ့စစ်တိုက်မဲ့တိုက်တော့မထူဘူးကောင်းရင်းပိတ်ဖြစ်နေရဲ့သူတို့ဒေတာတွေနဲ့ရေကဟာပထဝီအနေထားအရမဖြစ်မနေတိုက်ကိုတိုက်ရမယ့်နေရာ ဒါကြောင့်ထားတိုက်တယ်ဒါပေမဲ့ဒါပေမဲ့ပေါ့လေအေးအေးအနေနဲ့နဲ့ရေကဟာထောင်ကျောက်တစ်ခုလိုအကျဉ်းချင်းလန်ကြတာဂုထိဆိုလာနဲ့ချီရော့မယ်အေးအေးအနေနဲ့စိတ်သက်စစ်စင်ရင်အရာနဲ့ရေကံကိုတင်ပြီးပြီးတော့ဘလိုပဲဝါဒဖြန့်ဖြန့်ဂုထိကိုမသိမ်းနိုင်သေးတာကတော့အမှန်တရားပဲရခိုင်အမျိုးသားရေးဝါဒအနေနဲ့စီယုံရေးဆင်းခဲ့ပေမဲ့တကယ်တကယ်မှာထောင်မြတ်နိုင်ဟာဘင်္ဂလားကနေတဆင့် CIA ရဲ့အကူအညီကိုရှုနေရဲဘင်္ဂလားရဲ့အကူအညီကလည်းမရဘူးလို့မပြောနိုင်ဘူး ဒေသကုန်းတွင်းပိတ်ပြီးနေကိုချင်းဘက်ကလည်းဘာမှမစီးပြီးမဘက်ကလည်းပိတ်ထားအခြေအနေမှာအကြရှည်ရက်တည်နိုင်တာအင်းဒီချင်းနိုင်ငံရဲ့အထောက်ပံ့မပါပဲရက်တည်နိုင်ဖို့ဆိုတာအတော့ကိုမဖြစ်နိုင်လားအဲ့တော့ရခိုင်ပြည်နယ်အနေနဲ့စစ်ပွဲကြလေလေအေအေရောပြည်နယ်ရောတိုင်ပတ်လေးပဲမိုးရစ်စေဝါနဲ့ရှာတဲ့စေဝါကပြည်နယ်ကမြို့တမြို့ပြန်လဲထူထောင်ဖို့အလုံးဖြစ်ဖို့ဒါကြောင့်နရီကန်ကိုရှားမကိုဖြစ်မှာဆိုတော့ကနရီကန်ဟာအေအေအတွက် တက်မတော်နဲ့တိုက်နေရဲ့တိုက်ပွဲတစ်ခုလုံးအလှည့်ပြောင်းဖြစ်နိုင်နေပွဲတေးကြတာကတော့တက်မတော်ကလည်းဂုထိရန်သူလက်မကြအောင်ခုခံထားပုံရှာရင်တော့တက်မတော်အတွက်နဲ့ရေကန်တိုက်ပွဲအေးအေးအတွက်နဲ့ထောင်ကြောက်ခင်စစ်လို့ပြောရမလားပဲတရားတော်စစ်အောင်ရမယ်နဲ့ရေကန်တိုက်ပွဲအလှည့်ပြောင်းမှသည် အနောက်ပိုင်းတခွင်တိုက်ပွဲချိန်ခွင်တစ်မျိုးဖြစ်စေမယ်တက်မတော်ကြီးရှေ့သို့ချီလို့ Telegram မှာသုံးသက်ရှင်းသားဖော်ပြထားပါတယ်တက်မတော်ရဲ့အတံပြန်တိုက်စေကြောင့် အေအေအဖွဲ့ဝင်တောင်းတဲ့အချိန်ကြဆုံးထားပေမဲ့ထွန်းမြတ်နိုင်နဲ့ညိုထွန်းအောင်ဦးဆောင်တဲ့အေအေအဖွဲ့ဟာတမရစစ်ကြောင်းတွေနဲ့ရှင်ဆိုင်တဲ့တိုက်ပွဲတွေမှာအေအေအဖွဲ့ဝင်များအကြဆုံးများခဲ့တဲ့အကြောင်းတွေကိုဖုံးခွင့်ထားပြီးတိုက်ပွဲအတွင်းအေအေတပ်ဖွဲ့ဝင်တွေအကြဆုံးတပ်ပုံတွေကိုလူမှုကွန်ရက်မှာမတင်ဖို့တင်းကျပ်တဲ့စီကံထုတ်ပြန်ထားပါတယ်။ရခလူမျိုးတအိုကတမရကအေအေနဲ့နှိုင်းရှင်ရင်အဆက်ဆက်အရာတာတယ်။နည်းနည်းကြီးခေရန်ကြည်စံ လေရင်အမြောက်စတာတွေအကုန်တားတယ်။ကိုတက်တာတဲ့အဖွဲစီထိန်းချုပ်ထားတဲ့မြို့တွေစခန်းတွေကိုတင်ပိုက်ဖို့စူးစမ်းရချိန်မှာအေအေအဖွဲဟာလူလှိုင်းစစ်စင်ရေးပုံစံကိုတုံ့ခဲ့ရတယ်။အဲဒီအတွက်လည်းအေအေအဖွဲဝင်အများအပြားတိဆုံခဲ့တယ်ဆိုတာဘလို့ပဲတွေ့တွေ့သိတာပါပဲ။ဒါပေမဲ့ထုံမြန်နိုင်မြို့ထုံအောင်အပါအဝင်အေအေကောင်းဆောင်တွေကတိုက်ပွဲတွေအတွင်းအေအဖွဲ့ဝင်မတည်ရဲ့ပုံစံမျိုးဟန်ဆောင်လင်းလေထားတယ်။တည်ဆုံးသွားတဲ့အေတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး မိသားစုကိုအကြောင်းမကြားဘူးပြီးတော့အေအေတပ်ဖွဲ့ဝင်တွေကိုလည်းတိတ်ဆုံးတဲ့ဓပ်ပုံတွေမတင်ဖို့စီကန်းတွေတင်းကျပ်ထားတယ်။အေအေတပ်ဖွဲ့ဝင်တွေတိတ်ဆုံးတာနဲ့ပတ်သက်ပြီးတရင်အမှောင်ချဖို့ကြိုးပမ်းခဲ့တယ်။ဒါကြောင့်လဲလူမှုကွန်ရက်တွေမှာဆိုရင်အေအေအဖွဲ့ဝင်တွေကိုပါဝါရိန်ဂျာလိုလိုစူပါမန်လိုလိုထင်ကြတယ်။တကယ်တော့ထုံးမြတ်နိုင်ဖန်တီးခဲ့တဲ့ရခိုင်ပြည်နယ်အတွင်းစစ်ပွဲတွေကြောင့်အေအေအဖွဲ့ဝင်အများအပြားအပါအဝင်ရခိုင်လူမျိုးအများအပြားထိခိုက်သိဆုံးခဲ့တာညင်းလို့မရဘူးလို့ ုံးသက်ပြောဆိုခဲ့ပါတယ်။ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲအချိန်ကြာလာနေအမျှအေအေတပ်ဖွဲ့ဝင်တွေကြားမှာစစ်ပန်းမှုတန်ခရဲလိုအပ်မှုပြဿနာတွေအပါအဝင်အခက်အခဲမျိုးစုံရင်ဆိုင်နေရပြီးတမရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင့်အေအေတပ်ဖွဲ့ဝင်ဟာစောခွာထွက်ပြေးနေရတယ်လို့သိရပါတယ်။အေလနဲ့ကိုင်အခွဲဟာတမရော့စစ်ကြောင်းတွေရဲ့တိုက်ခိုက်မှုတွေအပြင်ဘင်္ဂါလီလနဲ့ကိုင်အခွဲအာစာရဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်နေရတဲ့အတွင် စစ်မျက်နှာအများအပြားဖွင့်ထားရတဲ့အတွက်လူပြုံးစစ်ရွှေမှုတွေကိုရှင်းဆိုင်နေရတယ်လို့သိရပါတယ်။ပြီးကြတဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့တိုက်ပွဲတွေမှာလည်းတမ်းမတော်စစ်ကြောင်းတွေရဲ့အဟန်ချက်ညစွာတုံ့ပြန်မှုတွေကြောင့်အေအေတပ်ဖွဲ့ဝင်တွေအထင်းနာပြီးဆော့ခွာထွက်ပြေးခဲ့ရတယ်လို့ရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတွေကိုရိုင်းဝန်ခံရှိသားထားပါတယ်။ရခိုင်မီဒီယာတခုဖြစ်တဲ့ DGM ဘာမစ်သတင်းဌာနကဖော်ပြထားပါတယ်။ DGM ဗာမီတရင်ဌာနကရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတမရစစ်ကြောင်းတွေက ကြီးရည်လေးအစုံသုံးကတိုက်ခိုက်အင်မှုကြောင့်အေအဖွဲ့ယာယီထိန်းချုပ်ထားတဲ့နေရာတချို့ကနေဆုတ်ခွာပြေးခဲ့ရတယ်လို့ထပ်မံဖော်ပြထားပါတယ်။အေအအဖွဲ့ဟာကြောက်ဖြူမြို့နယ်ခုနှစ်မိုင်ကအကွာတိထိုးပေါက်ဝင်ရောက်ပြီးနေမြေစုမှုထားခဲ့ပေမဲ့ပြီးခဲ့တဲ့စက်တင်ဘာလအကုန်ပိုင်းကအစတင်ပြီးတော့ကြောက်ဖြူမြို့နယ်73မိုင်ကျော်အကွာတိဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ ကြောက်ဖြူမျိုးတိုက်ပွဲမှာတမရော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင်းအေအေအဖွဲ့ဟာလက်ရှိချိန်မှာပြင်းရှိကလပ်ပါတိုင်ချောင်းဆောက်ရနေရာတွေကိုစောက်ခွာပေးခဲ့ရလို့သိရပါတယ်။တမရော်စစ်ကြောင်းတွေဟာကြောက်ဖြူမျိုးတိုက်ပွဲမှာမြေပြင်စစ်ကြောင်းကတိုက်ခိုက်မှုတွေအပြင်မြေပြင်ညာနဲ့ဒရုန်းတွေစစ်ဘက်သုံးလေယာဉ်တွေအုံပြုကတိုက်ခိုက်ခဲ့တယ်လို့ရေတပ်သင်္ဘောကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာအေအေအဖွဲ့ဝင်အများအပြားအထင်းနာခဲ့ရပါတယ်။ တောက်ပြူမျိုးတိုက်ပွဲတွင်ရခိုင်အကြမ်းဖက်လက်နက်ကိုင်းအဖွဲ့အေးအေးဟာတာဝေးပစ်စနိုက်ပါကိုအဓိကထားသုံးခဲ့ပေမဲ့တမရော့စစ်ကြောင်းတွေကကြည်လာရအရက်ကိုစိန်ပြောင်းတဲ့အပြစ်ခဲ့ခြင်း၊ဒရုန်းနဲ့ပုံကျဲခြင်းတွေလှုပ်ဆောင်ခဲ့ရ။အေးအဖွဲ့ဝင်တွေအထိခိုက်အကြဆုံးများခဲ့တယ်လို့သိရပါတယ်။တမရော့စစ်ကြောင်းတွေကတောက်ပြူမျိုးတိုက်ပွဲမှာအေးအေးအဖွဲ့ဝင်တွေယာယီထိန်ချုပ်ထားတဲ့စကမ်းတွေကိုတခုပြီးတခုသိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အောင်စိတ်ကအမြင့်ဆုံးရှင်နေပြီ။အေးအဖွဲ့ဝင်တွေဘက်မှာတော့ ခရမ်းလိုအပ်ချက်ပြဿနာအပြင်ထောက်ပို့ပိုင်းလိုအပ်ချက်နဲ့စခန်းတွေပြန်လည်လက်လွတ်ပေးနေရမှုကြောင့်တိတ်တက်ကြဆင်းရဲ့ရှိနေပါတယ်ရှင်။